6ရက်နေ့ကကျွန်တော် GPS ဘေးကနေပြီးတော့ဘေးတစ်ထောင်ထည့်လိုက်တယ်ဗျာအဲ့တစ်ထောင်က operator ကျွန်တော်နံပါတ်ထည့်လို့မရောက်ဘူးအဲ့တော့ operator လည်းမပြောဘူးပြောတယ် KPZ ပေးကိုကျွန်တော်ချက်ပေါက်နဲ့ဖုန်းနဲ့ဆက်တယ်မေးတယ်သူတို့ပြန်ထည့်ပေးမယ်ပြောတယ်ဒီနေ့ကြီးမထည့်ပေးလို့ KPZ တိရောက်လာပတ်စံချောင်းတဲ့အတိုင်းပတ်စံချောင်းလည်းကြောပတ်စံပဲလေနော်ကဲတက်ပြီအပေါ်ကိုကဲ KPZ ခိုးခါရတဲ့ခါမှာဘလို့ဒီပြန်ရတယ်လဲဆိုတာလေးဒုတိယပိုင်းလေးပေါ့ဘုသူရမျှဝေပေးပါအောင်ပဲဇာနော် အလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ KP လိန်ခံရတဲ့သူတွေအတွက်သတင်းကောင်းပေါ့နော်ကြည့်နေကျွန်တော်တငယ်ချင်းတွေထဲမှာလည်း KP လိန်ခံရတဲ့သူတွေရှိလာဗျာနော်ရှိတယ်ဆိုရင်တော့ DBO လေးကိုဆုံးအောင်သာကြည့်ပြီးတော့ဗျာအခုဆိုရင်ဘယ်အရက်ဘယ်ဒေတာမှမသိဘူးဗျာနော်ဖုန်းနေရာခဏခဏဝင်နေဗျာ ပြီးတဲ့အခါ KP အကောင့်တွေတောင်းလိုက်တော့ password တွေတောင်းလိုက်နဲ့တကယ်နားမလဲတဲ့တောသူတောင်းသားတွေဆိုရင်ပါသွားကြတာများတယ်ဗျာနော်။ဒါကြောင့်မလို့ KP နဲ့တော့ပြဿနာတစ်ခုခုရှိတယ်ဆိုရင်တော့ DBO လေးကိုစောအောင်လိုက်ကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ဗျ။ဒီဗီဒီယိုလေးထဲမှာဆိုရင် KP နဲ့ပတ်သက်ပြီးတော့ပေါ့เนาะပတ်စံဆုံရှုံထားတဲ့သူတွေကဆုံရှုံသွားတဲ့ပတ်စံတွေကိုဘယ်လိုပြန်ရအောင်လုပ်ရမလဲဆိုတဲ့နီလန်းလေးတွေကိုပြောပြထားတယ်ဗျ။ကဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဗျာနော်။ 6ရက်နေ့ကကျွန်တော် GPS ပေးရနေပြီးတော့ဘေးတထောင်ထည့်လိုက်ပြီခင်ဗျအဲ့တထောင်က operator ကျွန်တော်နံပါတ်ထည့်လို့မရဘူးအဲ့တော့ operator လည်းမရဘူးပြောတယ် GPS ပေးကိုကျွန်တော်ချက်ပေါက်နဲ့ဖုန်းနဲ့ဆက်တယ်မေးတယ်သူတို့ပြန်ထည့်ပေးမယ်ပြောတယ်ဂျင်းမကြီးမထည့်ပေးလို့ GPS တိရောက်လာပတ်စံတထောင်နဲ့တိုက်ပတ်စံတထောင်နဲ့ကြောပတ်စံပဲတယ်နော်ကဲတက်ပြီးအပေါ်ကိုပတ်စံတထောင်ပြန်ရမှာကိုဂျင်းနဲ့မှာကျွန်တော်ပတ်စံချွေးနှဲစာနဲ့ရှာတာလကရတခုမှမရှိဘူးလကရှိပြီလဲကျွန်တော်သွားတာကောစနာကိုပဲဆက်ပါတယ်ကောစနာကိုဆက်တာကဘေးတထောင်မကားတော့ဘူးလို့ပက်ကိတ်ဝယ်ပြီးတော့ဆက်ပါတယ်သူတို့ဘက်က အဲကိဘစ်ဒီဘကိဘစ်ဆန်တာကသူကပေးမက်မကန်ရဘူးတဲ့ဆိုတော့ကောဆန်တာဘယ်ဆက်ပက်ကက်ဝယ်ပြီးဆက်တဲ့နောက်တော့ဖေကအော်ဒါပေါ့လို့မရဘူးနော်လူတထောင်ထက်တယ်ထားအလူအယောက်တသိန်းဆိုရင်သိန်းတထောင်လူအယောက်နှစ်သိန်းဆိုရင်သိန်းနှစ်ထောင်အဲ့ဒါမျိုး၅ရက်ဆိုရင်သိန်းတထောင်ပေါ့တသိန်းမဟုတ်ဘူးနော်ခုက၅ရက်မကောက်ဘူး၁၀ရက်အမှမဲ့သိန်းနှစ်တောင်ဖြစ်သွားပြီကျွန်တော်တို့ပေါ့တသိန်းမဟုတ်ဘူးနော်ဒါပေါ့လို့မရဘူးလူလူတွေ ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပစံတထောင်ဆိုလဲတထောင်လေးဒါပေမဲ့လူဦးရေများသွားတဲ့နေရာသူတို့ရှီမာကတိတ်ကိုတောင်းကိုမှဘယ်နှတောင်းတောင်မှအိတ်သွားပြီလို့သာစဉ်းစားကြည့်။အဲဆယ်နေမှာပြတ်ထည့်ပြီလို့တို့ဆယ်အသုံးပြုလို့ရရပြ။ဟုတ်ကြမလားကျွန်တော်ပြောတာ။ဒီလိုစဉ်းစားရမယ်ဗျာ။ပစံတထောင်ကဘာမှတုံးမရဘူးလို့မထင်နဲ့။ Digital Money မှာကျတော့တုံးရတယ်။လူဦးရေများလာတဲ့အလျောက်တန်ဖိုးရှိလာတယ်ဗျာ။ဝါတော်စားတယ်။ဒူးပါနာတော့မယ်ကျွန်တော်ပေါ်တက်အောင်စဉ်းလိုက်နေ။အာ ကျွန်တော်တို့က KPI ကနေပတ်စံတစ်ထောင်ထည့်ဆိုတော့ကျွန်တော်တယောက်တစ်ရက်တစ်ထောင်တစ်ရက်ကိုလူပေါင်းတသိန်းထည့်တယ်ဆိုရင်တို့မှပတ်စံကသိန်းတစ်ထောင်နော်အဲ့လိုမျိုး၅၃ရက်ကနေ၅ရက်ကြာရဆိုလို့ရှိရင်အဲ့ခုနပြောတဲ့ပတ်စံကသိန်းတစ်ထောင်ကို၅ရက်လှည့်မယ်အမှ၅ရက်မှာ9000ဆိုတော့အမှပဲသိန်းပေါင်း9000ဖြစ်သွားမယ်ဟောအဲ့လိုမျိုးကျွန်တော်တို့တွေက10ရက်ဆိုရင်သိန်းတစ်ထောင်ဖြစ်သွားမယ်အယောက်ကတစ်ရက်ကို2000ထည့်ဆိုရင်အဲသိန်း2000နော်မြင်ငါးကြီး30သိန်းပေါင်း1000 e-money သိန်းပေါင်း2000တစ်ထောင်ရက်လေ ဆိုပြီးတော့ဗာလဲကြမ်းထားလို့မရဘူးเนาะလူပေါင်းအဲကမ္ဘာတပ်ပြေကိုတုံးနေရလူပေါင်းတန်းချီတုံးနေရဗျာတိတ်ကိုတောင်းရက်ချီပြီးတော့တုံးရက်၅ရက်အတွင်းမှာကစားလို့ရတယ်ကျွန်တော်ကတထောင်ဆိုတာဘာမှမဟုတ်ပေမဲ့သူတို့ကရသွားတဲ့ပတ်စံကတိတ်ကိုထောင်တောင်းချီအောင်ရတာအဲ့ဒါနဲ့သူတို့ကပြန်ထည့်ပေးမယ်ပြောပြန်ထည့်ပေးတာလက်ခံရတာပဲ၃ရက်ကနေ၅ရက်ကြာတဲ့အခါမှာသူတို့၃ရက်၅ရက်အတွင်းမှာအီမန်နီကို digital money ကိုကစားလို့ရတယ်လှည့်လို့ရတယ်ဗျာကျွန်တော်ကအဲ့လိုပဲမြင်တယ်ဗျာမရဘူးမကျင့်တော့နောက်တစ်ခေါက်ပြန်တက်ပဲကျွန်တော် တက်ပြီးကျွန်တော်နောက်တစ်ခေါက်ကျွန်တော်ရဲ့မြန်မာတွေကအချင်းတစ်ခုစီရောက်ပါတယ်ကွာဒီပါတီကွာဆောက်လိုက်ပါကွာဒီကန်လိုက်ပါကွာရှော့ပင်းလိုက်ပါကွာအဲ့ဒါကြောက်ကြီးနိုင်ငံမှာလုတ်စားနေကြလုတ်စားနေလို့ရတာနောက်တစ်ခါရှိတဲ့ system error တက်နေလို့ပါ KBZ Pay ရဲ့ system က error တက်နေလို့ပါ error တက်ချင်လို့ရှိရင်ကျွန်တော်ဈေးဝယ်တာတွေမဟုတ်စားတာတွေ payment ခြေတာတွေအဲဈေးချင်းကိုရှင်းတာတွေအဲ့ဒါကြီးကျွန်တော်ဖြတ်ပါတာမပြတ်ဘူး ုံးပေနော် June 9ရဲ့ Atom ရဲ့ MPT ရဲ့၃ခုကျွန်တော် data ပြထားပြသွားပြီပေါ့နော်ဒီကျွန်တော်အိမ်မှာဆိုကျွန်တော်သုံးတာတို့ရနှစ်ခုရှိရပေါ့မဟုတ်ဘူးနော်မှားနေတယ် Euro တွေအကုန်လုံးကလေတရားထားလိုက်ပါကွာတစ်ဆောင်တွေနဲ့ဘာမှမဖြစ်ပါဘူးကွာ ਨੇ ဒါကြောင့်မို့ကျွန်တော်နိုင်ငံကသူတွေလေတိလာမပြောတော့ဘူးဗျာပြောကုန်မပြောချင်တော့ဘူးကျွန်တော်တို့ မှန်တယ်ဗျာနော်ကျွန်တော်တို့အတွက်ကတော့ဒါတထောင်လေးနဲ့တခါတလေကြာရင်တော့ဗျာနော်အာယုံနောက်မခံတော့ဘူးစိတ်ရှုပ်မခံတော့ဘူးဆိုပေမဲ့လူတရားကိုတထောင်တထောင်နဲ့နော်အယောက်တရားဆိုမနေဘူးဗျာနော်အယောက်တထောင်ဆိုမနေဘူးဗျာတချို့ဆိုရင်နော်တခါတခါဘေးထိုင်ရင်3000 5000ဒါမျိုးတွေမရောက်လာတာလည်းရှိတယ်ဗျာ လူတော်တော်များများကတော့ဗျာနော်ဒီလိုပတ်စံလေးနဲ့ဘာမှမဖြစ်ဘူးအာယုံနောက်တယ်ဆိုပြီးတော့မပြောကြဘူးဗျလူအယောက်ပေါင်းများလာတဲ့အခါမျိုးကြရင်ဒီအကိုပြောသလိုပဲဗျာနော်တစ်ဖက်မှာတရက်နှစ်ရက်အတွင်းမှာပတ်စံကိုနော်ယာနဲ့ခြီပြီးတော့ရှာလို့ရတယ်ဗျကဲနောက်ထပ်ပေါ်တော့အကိုတယောက်ကဒီ KBZ ပေးနဲ့ပတ်သက်ပြီးတော့အလိန်ခံရတဲ့သူတွေရှိတယ်ဆိုရင်တော့ပြန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတိတိကျကျလေးပြောပြထားတယ်ဗျ။ကဲကျွန်တော်တို့ဗဟုသုတအနေနဲ့ဆက်ပြီးတော့ကြည့်ကြရအောင်ဗျာနော်။ဒီနေ့ဦးဟာမျှဝေပေးနေတာက ကေဘေးခိုးခံရတာတို့အလိန်ခံရတာလို့ကြုံခဲ့လို့ရှိရင်ပြန်ရအောင်ဘယ်လိုလုပ်ပါလဲဆိုတာလေးမျှဝေပြခြင်းနဲ့နော်ဥက2020တခုနှစ်ဩဂုတ်လ22ရက်နေ့ကဥက KB တွေကငွေတွေခိုးခံရတယ်ဗျဘယ်လိုခိုးခံရတာလဲဆိုတော့ဥက CEO ထဲဝဲခြင်းလို့ပါဆိုပြီးတော့လှမ်းပြီးတော့ဖုံးဆက်တယ်ဖုံးဆက်တဲ့အခါကျတော့အော်ငွေကြူလွှဲပြီးပါမယ်ဆီယံငွေလွှဲပြီးထားပဲဆိုပြီးတော့ပတ်သက်5000လွှဲပြီးထားတယ်လွှဲပြီးထားတဲ့အခါကျတော့အာ KB တွေကနေလွှဲလို့ရှိရင်ရာကနုံးနေပေးရပါမလို့ပေါ့နော် မဘုံနေနဲ့ပြောပြပါတဲ့မဘုံနေနဲ့လွှဲပြပါမယ်ဆိုပြီးတော့မဘုံနေနဲ့ပြောလိုက်တယ်ဗောနော်ပြောလိုက်တဲ့အခါမှာ तू အကောင့်ဟဲ့ရောဟဲ့ပြီးတဲ့အခါကျတော့အဲ့ဒါစင်လဲတဲ့ခမညာကျွန်တော်မနေ့ကမှအကုန်လွှဲတော့မှာတဲ့ဒီပတ်စံကိုပြန်လွှဲပြီးတဲ့ပြန်မလွှဲပြင်ခမညာရဲ့ပေးကိုအဲတော့ကတော့ဖေးဖို့သုံးကြတာဟုတ်ခမညာပေးကိုအလိန်ညာပေးပါဆိုပြီးတော့ကျွန်တော်လိုင်းမတင်ပါဆိုတော့အဲအဲ့လိုပြောတာဗောနော်ပြောတဲ့အခါကျတော့ကိုကလည်းအသသုံးငါးသာဆိုတော့တိတ်နားမလဲဘူးဗောလေနားမလဲတဲ့အခါကျတော့နားလဲလေးကိုလှမ်းပြီးတော့လေကန်ဆိုးကျင်တော့ဖုံးဆက်လို့ကမရဘူး မရတဲ့ခါကျတော့မထူပါဘူးလေလို့သူ့ဘက်က9000နဲ့ပြောမနေချင်ပါဘူးဆိုပြီးတော့သူကကုတ်နံပါတ်6လုံးကြလာတာအဲ့ဒီကနား6လုံးပြောတယ်အဲ့ဒါပြောမှထက်လွဲလို့ရမှာဆိုပဲပုံစံမျိုးပြောတာပြောတဲ့ခါမှာကိုကလည်းမသိတော့ပြောမိလိုက်တာပြောမိလိုက်တော့ကို့ကေပေးတာနေပြီးတော့ပတ်သက်နေခိုးသွားတာဗောနော်ခိုးသွားတဲ့ခါကိုရိုးရိုးခိုးတာမဟုတ်ဘူးပြာမှချင်းချောက်တာတွေပါလေလုတ်သွားသေးတာနော်လူတွေမလွယ်ဘူးလူလိန်တွေကကြီးကတော့လူလိန်တော်တော်ပေါ်တယ်ဗျာနော်တော်တော်ကူးဆဲရပါတယ်အဲ့တော့ကျွန်တော်လည်း နောက်နေ့ကျတော့ဘန်သွားတာပေါ့ဘန်သွားတော့အကျိုးအကြောင်းပြောပြတဲ့ခါကျတော့ဘန်ကြီးအချက်လက်ကိုစောက်ရတာတပတ်ကြာမှာတဲ့အဲရဲစခန်းသွားတော့လေရဲစခန်းဟာဘန်နေပြီးတော့ဒီလိုလိန်ခါရတဲ့ခိုးခါရတဲ့ဆိုတဲ့အကြောင်းထောက်ခံချက်ပါမှာပေါ့နော်ဒီလိုထောက်ခံချက်ပါမှာအမှုဖွင့်လို့ရမှာဆိုပြီးတော့အဲ့ဒီမှာထောက်ခံချက်စောက်ရတာနဲ့တင်ကြားနေတာပေါ့ဗျာနော်တပတ်လောက်ကြာတယ်ဗျအဲအချင်းယူလာရကြာတဲ့ခါကျတော့ခိုးတဲ့လူကတော့ချက်ချင်းခိုးသွားပြီပေါ့ဗျာတခြားကောင်းနဲ့ထုတ်သွားလောက်ပြီပေါ့နော် ဒီမဲ့ဝန်နေရဲစခန်းဝန်နေမြို့မရဲစခန်းမှာဒီမဲ့ပနံပါတ်ပေါ့နော်အဲပနံပါတ်60 2021ဆက်သွယ်ရေးဥပဒေပုံမှာ66ငန်းငယ်နဲ့အမှုဖွင့်ထားတာဗျာနော်အဲခိုးသွားတဲ့ KB ဖုန်းနံပါတ်က39 9965 4995ဆိုတော့ဖုန်းနံပါတ်ကနေခိုးယူသွားတာဗျာနော်ခိုးယူသွားတဲ့ခါကျတော့အေးဒီခါလေးကျတော့လေလိန်ခါရတာလေမျိုးမျိုးရှိတယ်ဗျာနော်မသိနားမလည်လေအလိန်ခါရတတ်ပါတယ်လို့နော် အလွန်ရင်ရိုးလွင်လဲလိန်ခံရတယ်တဲ့ဗျလောဘကြီးရင်လဲလိန်ခံရတတ်တယ်ယုံလွင်လဲလိန်ခံရတတ်တယ်လို့နော်ဒါလေးတွေကိုဘုဒ္ဓရအနေနဲ့မျှဝေပေးတာပါနော်ဒုတိယပိုင်းလေးကေပေးဘလို့ပြန်ရတယ်လဲဘာဒီပြန်ရတယ်လဲဆိုတာလေးကိုဆက်ပြီးရှင်းပြပေးပါဦးမေဗျာနော်ကျေးဇူးတင်ပါတယ်လို့ကဲကေပေးခိုးခါရတဲ့ခါမှာဘလို့ဒီပြန်ရတယ်လဲဆိုတာလေးဒုတိယပိုင်းလေးပေါ့ဘုဒ္ဓရမျှဝေပေးပါဦးမေဗျာနော်အဲ့မှာ ကျွန်တော်ရဲစခန်းမှာအမှုဖွင့်နေပေါ့ဗျာပနံပါတ်90221သက်သေးဦးဝေပုံမှ60ကျောက်ကားငင်နေအမှုဖွင့်တာဗျအမှုဖွင့်တဲ့အခါကျတော့အဲတရားခဏနာမည်ဒီလေဘန်းနေအချက်လက်တွေပေးထားလို့သိရပြီပေါ့ဗျာပြရတဲ့အခါကျတော့သွားဖမ်းရမယ့်နေရာတွေကလည်းအခက်အခဲရှိတဲ့အခါကျတော့ဖမ်းလို့မရဘူးဗျဖမ်းလို့မရတဲ့အခါကျတော့နှစ်လလောက်နေတော့အဲ CID ပို့ရမှာမလို့တဲ့အချင်းဖြစ်တဲ့ဖုန်းကိုအပ်ပြီးပါဆိုတော့ဟန်ဆက်အပ်လိုက်ရတယ်ဗျာနော် ဟန်ဆက်15သိန်းနဲ့အဲ့လိုက်ရတယ်အဲ့ပြီးတော့သူတို့ကတရားခံကတော့စုံစမ်းစစ်ဆေးသေးပေါ့ဗျာတရားခံပြီးပေါ့တရားခံပြီးနဲ့တရားစွဲတင်တယ်တရားစွဲတင်တော့တသက်ခံပြည်စီဖုံးရလဲတရားရုံးမှရောက်နေတယ်ပေါ့နော်တရားရုံးမှရောက်နေရယနေ့အချိန်ထိပေါ့ဗျာယနေ့အချိန်ကြီးပြန်ထုတ်လို့မရပါဘူးလို့နော်ပြန်ထုတ်လို့မရပါဘူးဗျာဒါလေးကိုဘုသူရအနေနဲ့ပြောပြတာပါတခါရောက်လဲချင်းလူကြီးပြောသလိုပဲနွားလူခိုးဆန်ဖို့ဆိုသလိုပဲနော်နွားလူခိုးဆန်ဖို့ဆိုလို့လူကလူခိုးသွားတဲ့နွားကို လိုက်ချာတော့ဈေးပါထက်ကုန်သလိုပေါ့ဗျာနော်ဖုံး15သိန်းတောင်မှပါသွားပါတယ်လို့နော်တက်ဆိုင်ရာကိုအပ်ထားတာယနေ့ချိန်ထိပြန်မရပါဘူးနော်ဒါလေးကိုဘုသူရပြောပြတာပါဒါကြောင့်ကျွန်တော်မေးစီများကေပေးတို့ဝေပေးတို့အခိုးမခံရအောင်အလိမ်မခံရအောင်သာယူဆကြပါလို့နော်အလိမ်ခံရပြီအခိုးခံရပြီဆိုတော့ဘလို့ပြန်ရရလဲဆိုတော့နောင်တတွေဒါပြန်ရပါလိမ့်မယ်လို့ဒါလေးကိုပြောပြတာပါဗျာနော် အားလုံး အလင်းညာဘေးမှာကင်းဝေးကြပါသေးလို့နော်ကျေးဇူးတင်ပါတယ်ကဲကြည်နေကျွန်တော်ရဲ့တဲ့ငယ်ချင်းနေနော်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်တဲ့သူကတော့ဒါသဘောပေါက်လိမ့်မယ်ဗျာနော်ဒီလေးလေးဆိုရင်ညာကြည့်ပါအောင်နော်2021ကတည်းက KP အလင်းခံရတာနော်အခုချိန်ထိ2025တောင်ကုန်တော့မယ်နော်အခုချိန်ထိပြန်မရဘူးဗျာဒါအပြင်နော် KP ဖွင့်ထားတဲ့ဖုန်းပါရဲစခန်းမှာတက်တည်ခံအဖြစ်ထားခဲ့ရတာဗျာနော်15သိန်းတောင်နော်လွန်ခဲ့တဲ့2021က15သိန်းဆိုရင်တော်တော်ကြီးကိုတန်ဖိုးရှိသေးတယ်ဗျာနော် ဲ့ဒီဖုန်းပါဗျာအခု2025တော့ကုန်တော့မယ်ပြတ်မရသေးဘူးတဲ့ကြည်နေကျွန်တော်ရဲ့တငယ်ချင်းနေလေနော် KP အခိုးခံရတယ် KP အလိန်ခံထိတယ်ဆိုရင်တော့ဘယ်တော့မှပြန်ရဖို့စိတ်မကူးတော့နဲ့ဗျာကိုမှရှိတဲ့အရာတွေနော်ကိုပိုင်ဆိုင်တဲ့အရာတွေကိုတည်တည်ချာချာတာတတိထားပြီးတော့စောင့်ရှောက်ကြဗျာပါသွားပြီဆိုရင်တော့ပြန်ရဖို့မလွယ်ဘူးဒီလေးလေးပြောသလိုပဲဟိုဘက်ဒီဘက်ဗောလီဘောပုံနေကြတာဗျာ ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒီနေ့ကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးတဲကနေပြီးတော့ဘ ഹു သူရတခုခုရကြလိမ့်မယ်လို့ထင်နေပြနော်တငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျနော်